ဒီနေ့တော့ကိုရိုးတွေသူ့များအကြောင်းနည်းနည်းလေးဆက်စုကြည့်ကြမယ်ပေါ့နော်ဆိုတော့မင်းတို့ကိုထားခဲ့တဲ့သူအဲကိုကိုရက်ဆက်သွားတဲ့သူတစ္ဆာဖောက်သွားတဲ့သူတော့၎င်းဒီတိုင်းပဲပေါ့နော်ငါနေနေအဆင်မပြေတော့ဘူးဆိုပြီးတော့ရုပ်ပြကြီးကိုကော့စ်သွားတဲ့သူမျိုးပဲဖြစ်ဖြစ်ပေါ့နော်မင်းတို့ကိုအဲ့ဒီလိုမျိုးရက်ဆက်သွားတဲ့သူထားခဲ့တဲ့သူကလက်ရှိမှာဘာတွေဖြစ်နေပြီလဲဆိုရင်သူရဲ့ current energy လေးကိုကိုတစ်ချက်လေးဆက်စုကြည့်ကြမယ်ဆိုတော့ old flame ပဲပြောပါတော့ပေါ့နော်မင်းတို့ရဲ့ old flame ကဒီချိန်မှာဘာကြီးဖြစ်နေလဲကြည့်ရအောင်ဆိုတော့ pie one short reading လေးပဲသွားမယ်နော် pie two pie three okay ဘိုင်းကိုရွေးတဲ့ချိန်မှာအသက်ဝဝရှူဘာလို့မှမစင်စားပါနဲ့ကိုကို calling ဖြစ်နေတဲ့တပုံကိုရွေးလိုက်ရုံပဲဟုတ်ပြီဆိုတော့ကိုတို့တွေ pie one ကိုစဖတ်မယ် loved it ဟဲ့ရှင်တို့ရဲ့ old flame ကဒီချိန်မှာတော့ unconditional love ကိုချစ်ဖို့ကြိုးစားနေပုံပေါ်ရပေါ့နော်အခုလက်ရှိရှင်တို့မဟုတ်ဖဲနဲ့နောက်ထပ်သူအစ်စ်တွေနေတဲ့အစ်စ်လေးကိုတော့ဘာကူမှမမျော်လင့်တဲ့ချစ်ချင်းမျိုးနဲ့ချစ်ပေးနေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဟုတ်ပြီထဲတော့ကဘာပြောမလဲကြည့်ရအောင် ဒါပေမဲ့လည်းဝစ်လေနေပါတယ်ရှင်။ Ten was so တွေ့လား။သူ့ဘက်ကလာဘာကူမှမမျောလင်းနဲ့ချစ်ချင်းနေနဲ့ချစ်ပေးနေတော့ညာသူကလောလောဆယ်မှာတော့မျက်စားနေရတယ်ဆိုတဲ့ပုံစံမျိုးမြင်နေရတယ်ပေါ့နော်။သူလည်းပဲဝစ်လေနေတယ်။တစ္ဆာဖောက်ခံနေရတယ်။ဒီသူ့ရဲ့အစ်စ်ပေါ့နော်။အဲ့ဒီအစ်စ်ကသူ့ကိုတစ္ဆာဖောက်နေတယ်။နောက်ကျောကိုဒါနဲ့ထိုးနေတယ်ဆိုတဲ့ energy မျိုးကိုတွေ့ရတယ်။ဆိုတော့ number 1နေအတွက်ကတော့ဝမ်းတာလိုက်ပါတော့ရှင်။သူတို့တွေဝစ်လေနေပါပြီဆိုတာမျိုးကိုတွေ့ရတယ်နော်။ဟုတ်ပြီ number 2 ိုင်းနံပါတ်2ဖိုင်းနံပါတ်2ကဖိုင်းနံပါတ်2ကိုရွေးထားတဲ့သူတွေရဲ့တစ်ဖက်သူကပေါ့နော်နည်းနည်းလေးအတားကြီးတာမျိုးမြင်ရတယ်သူကလေသူကိုယ်တိုင်ကိုယ်က emotional block ဖြစ်နေတဲ့သူမျိုးပေါ့နော်သူကိုယ်တိုင်ကိုယ်ကဟိုငယ်ဘဝကအာစိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာတဲ့သူမျိုး broken family ကနေကြီးပြင်းလာတဲ့သူမျိုးဖြစ်လိမ့်မယ်။သူကိုကချက်ချင်းဆိုတာကို toxic ဖြစ်တဲ့ပုံစံမျိုးနဲ့ပဲချစ်တတ်တဲ့သူမျိုးတွေဖြစ်လိမ့်မယ်။ file number 2တွေရဲ့ old plane ကလေ။ဆိုတော့လက်ရှိလည်းသူကအဲ့ဒီအတိုင်းပဲရှိနေသေးတယ်ပေါ့နော်။သူ့ရဲ့အကျင့်တွေကိုမပြောင်းလဲနိုင်သေးဘူး။ဒီလိုမျိုးပဲ တပတ်သူကိုပိုင်ဆိုင်ချောင်းပြခြင်းနဲ့ control လုပ်ခြင်းနဲ့သူ့ထားရနေစီရတော့သူ့ကိုပဲတွေ့ညှိနေစေခြင်းနဲ့ပုံစံမျိုးအတိုင်းပဲ file number 2ကတော့ဆက်ရှိနေသေးတယ်ဆိုတော့မကြခင်မှာသူသူ့လိုရတိုင်းသူပြန်ခံရတော့မယ်လက်ရှိအထီကတော့သူသူ့ရဲ့ဒီ ူ့ရဲ့အကျင့်ကြီးအတိုင်းပဲ तू သွားနေသေးတယ်။ဒါပေမဲ့မကြခင်မှာ तू အမြင်မှန်နေရလာဖို့ရှိရယ် तू လုံးနေတဲ့အဲ့ဒီသူ့ရဲ့အကျင့်စရိုက်တွေက तू ကိုယ်တိုင်အတွက်ရော तू ဘေးနာက तू တွေအတွက်ရောအဆင်မပြေဘူးဆိုတာကို တိလာတော့ဘူးရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလိုတိလာတဲ့အချိန်မှာပဲသူ့အနေနဲ့နည်းနည်းလေးတော့စိတ်ပင်ပန်းရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဇယိုက်ကကသူကအရင် positive ဖြစ်တယ်။အရင်ပိုင်းဆိုင်လို့စိတ်ပင်ပြရတယ်။ငါဥစ္စာငါလူလို့တတ်မှတ်လိုက်တာနဲ့ဘယ်သူမှလာမထင်နေဆိုတဲ့သူမျိုးကသူတကယ်ချစ်မိတဲ့သူနဲ့တွေ့တဲ့အချိန်ကျရင်တငယ်ချင်းတယုံယုံနဲ့အပေါင်းအသင်းတယုံယုံနဲ့သူ့ကိုပလစ်ထားမဲ့သူမျိုးနဲ့တွေ့ဖို့များတယ်ပေါ့နော်။သူ့ထက်ပဲအာရှင်တို့ရဲ့ old flame ထက်ပဲ သူပတ်တက်လိုက်တဲ့ကောင်မလေးကောင်ကလေးကသူ့ရဲ့တငယ်ချင်းအပေါင်းအသင်းတွေသူ့ရဲ့မိသားစုသူ့ရဲ့မိတ်ဆွေဒါမျိုးတွေကိုပို့ပြီးဦးစားပေးတဲ့အတွက်သူ့အနေနဲ့ခံရခက်မဲ့ကိစ္စလေးတွေဖြစ်လာဖို့ရှိပါတယ်ရှင်။ဟုတ်ပြီ pine number 2ပြီးတော့ pine number 3 tree ကတော့အမ် pine number 3ရဲ့ old flame ကတော့ time to heal တဲ့သူ့ကိုသူ share work တွေလုပ်ပြီးတော့သူ့ကိုသူပြန်သုံးသပ်ပြီးတော့ healing ပြန်လုပ်နေတယ်ဆိုတဲ့ကာလကိုရောက်နေတယ်ပြောရမယ်ဆိုရင်တော့အမြင်မှန်နေရနေတဲ့ကာလပေါ့နော်သူလက်ရှိမှာအချိန်မှန်နေရာမှန်ကိုရောက်နေတယ်ဒီ file number 3ရဲ့ old flame ကတော့ကောင်းနေတယ်လို့ပြောရမှာပေါ့နော်သူ့ကိုသူပို့ပြီးတော့တန်ဖိုးထားတတ်နေပြီအာသူ့ကိုသူပို့ပြီးတော့ချစ်တတ်နေပြီဆိုတဲ့အချိန်ဆိုတာကိုတွေ့ရတယ်ဆိုတော့ ှင်းတို့ calf ဖိုင်းနံပါတ်3တွေကတော့ပေါ့နော်ရှင်တို့နဲ့လမ်းခွဲတုန်းကလည်းသဘောထားမတိုက်ဆိုင်လို့လမ်းခွဲသွားတာပဲဖြစ်နေမယ်ပေါ့နော်ဟိုတစ္ဆာဖောက်သွားလို့တို့အာကိုစီကိုလိန်ညာလိန်ညာပြီးတော့ထွက်သွားတာတို့ထက်ပဲအေးအေးချမ်းချမ်းလေးလမ်းခွဲခဲ့တာမျိုးဖြစ်နေမယ်လက်ရှိမှာလည်းဖိုင်းနံပါတ်3တွေရဲ့ old flame ကအေးချမ်းချမ်းလေးပဲနေနေတယ်သူ့ရဲ့ပုံစံအတိုင်းပဲသူသူ့ဘေးကလူကို သူချစ်ပေးနေတယ်အတက်နိုင်ဆုံးမြစ်တာတွေပေးပြီးတော့ ဟိုထားထားတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်မင်းတို့နဲ့တုန်းကလည်းသူကအဲ့လိုမျိုးပဲချစ်ပေးခဲ့လိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့ fine tree ကိုရွေးတဲ့သူတွေကနည်းနည်းလေး masculine energy များလိမ့်မယ်အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်ဖြစ်ချင်စိတ်တွေအရန်များတယ်သူနဲ့ကိုယ်နဲ့ကမီးနဲ့ရေဖြစ်နေတာပေါ့နော်ကိုကတဟုံဟုံတောက်ပြီးတော့ခုဆိုခုချက်ချင်းထလုတ်တက်တဲ့သူမျိုးသူကကြာချိန်နေဆွဲတယ်ခန်းစားချက်ကိုဦးစားပေးတယ်အဲဒီလိုမျိုးဇယိုက်တွေမတူလို့ क्वे ခဲ့ရတာဖြစ်လိမ့်မယ်ဆိုတော့သူကတော့အခုပိုင်းနံပါတ်3ရဲ့ old plane ကတော့လက်ရှိမှာလဲပဲသူ့ရဲ့ဇယိုက်လေးတိုင်း င်းပဲသူဒီတိုင်းနေနေတယ်သူ့ရဲ့လက်ရှိပါတနာနဲ့လည်းအခုသူ့ရဲ့ပုံစံလေးအတိုင်းပဲမပြောင်းမလဲသူ EC EC နဲ့ပဲချစ်ပြီးနေတယ်ဆိုတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ဂျေစုတင်ပါတယ်ဒါက January reading ဖြစ်ပါတယ်အားလုံးနဲ့တော့ energy မကိုက်ညီနိုင်ပါဘူးရှင်ဆိုတော့ energy ကိုက်ညီတာလေးတွေကိုပဲယူပေါ့နော်ဒါက general reading ဖြစ်တဲ့အတွက်ကြောင့်မလို့ကွာမကြိုက်ဘူးဆိုရင်လည်းကြော်သွားလိုက်ရှင်တို့တော့မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးဆိုလည်း entertainment အနေနဲ့ကြီးလိုက် comment မှာအာမချောင်ကြပါနဲ့နော်ဆိုတော့ကို Facebook နဲ့ YouTube က comment ပေးထားတဲ့သူလေးတွေကိုတော့အသေးလေးတွေ like ပေးတာ reply ပြန်တာလေးတွေကိုလုပ်ပေးတယ်ဒါကပါလေဆိုတော့ကိုယ့်ရဲ့ video ကိုအချိန်ပေးပြီးတော့ကြည့်ပေးတာကိုကျေးဇူးတင်တဲ့အနေနဲ့တုံ့ပြန်တာပေါ့နော် TikTok မှာကတော့အရန်များတော့ကိုမလုပ်ပေးနိုင်ဘူးဒါပေမဲ့လည်းအားလုံးကို like ဖက်ဖြစ်ပါတယ်ရှင်အာကိုတင်တဲ့များကိုဟိုကြည့်ပေးတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဆိုတော့ဒါမျိုးလေးတွေကိုအဆက်မပြတ်ရကြနေဆိုရင်တော့ကိုယ့်ရဲ့ YouTube ကို Subscribe လုပ်ထားလို့ရတယ် Facebook မှာလည်း active ဖြစ်တယ် TikTok မှာလည်းရှိရပေါ့နော် personal reading ဝယ်ကြနေဆိုရင်တော့ message box ကိုလာခဲ့ပါရှင်ဆိုတော့ကျေးဇူးတင်ပါတယ်မင်းတို့အတွက်အဆင်ပြေသွားတယ်တစုံတစ်ယောက်ကိုသိကျင်တယ်သိစေချင်တယ်ဆိုရင်လည်း like and share လေးလုပ်ပြီးတော့ကိုကိုအားပေးလို့ရတယ်เนาะဆိုတော့အာအားလုံး healthy relationship လေးကိုပိုင်ဆိုင် ပြီးတော့ကို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 ထက်ချင်မဲ့သူနဲ့ပဲတွေ့ကြပါစီရှင်